2025ခုနှစ်ဇန်နဝါရီလကနေဇွန်လလအထိ9လအတွင်းမြန်မာနိုင်ငံတဝမ်းမှာမီးလောင်မှု689ကြိမ်ဖြစ်ပွားပြီးလူ54ဦးသေဆုံးကငွေကျပ်တန်း9900ကျော်ဆုံးရှုံးခဲ့တယ်လို့ပြည်ရင်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကနေဇူလိုင်လအထိ9လတာကာလအတွင်းမြန်မာနိုင်ငံတဝန်းမှာမီးလောင်မှု689ကျင်းဖြစ်ပွားခဲ့ပြီးမီးအမျိုးအစားအလိုက်မီးဝင်မီး83ကျင်းပေါ်ဆမီး209ကျင်းအလိုလျောက်မီး19ကျင်းနှင်းဆက်မီး196ကျင်းမတမသူရှိုမီး33ကျင်းတောမီး129ကျင်းတောင်ကျန်းသူရှိုမီး9ကျင်းမိုးကျုပ်ပြည့်2ကျင်းဖြစ်ပွားခဲ့ကြောင်းအဆိုပါမီးလောင်မှုတွေကြောင့်အင်ဂျီအဆောက်အအုံ2489လုံး စက်ရုံလုံရုံကိုလုံး925လုံးမီးလောင်ခံရပြီးမိဘတဲ့ပြည်သူ8496ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းမီးလောင်မှုတွေကြောင့်လူ94ဦးသေဆုံးပြီး82ဦးထဏ်ရာရကငွေကျပ်9902ဒသမ96တန်းဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်မှာမြန်မာနိုင်ငံတဝန်မီးလောင်မှု1150ကြိမ်ဖြစ်ပွားခဲ့ပြီးလူ69ဦးသေဆုံးကငွေကျပ်တန်း9400ကျော်ဆုံးရှုံးခဲ့ကြောင်းပြည်ရင်းဝန်ကြီးဌာနကနေသိရပါဗျာ။